အားလုံးမင်္ဂလာပါဒီနေ့အာကျွန်တော်ပြောပြချင်တာကတော့ဒီ storm.shop ကိုတုံးတာလဲအချိန်တစ်ခုရောက်လာပြီပေါ့ပုံမှန်တော့အယောင်အဝယ်ဒီအယောင်မြတ်အကျွေးစင်တာလေးတွေပုံမှန်ကြီးဖြစ်တယ်ပေါ့နော်အဲ့ဒီမှာမှကျွန်တော်ကတစ်ခါတလေမှာကိုကအသေးစိတ်စရင်ကြည့်ရမယ့်အခြေအနေလေးကြုံနေပေါ့နော်အဲ့ဒီခါကျရင်ကျွန်တော်ကပစ္စည်းစင်ငွေစင်ပြန်စေးရတဲ့အခြေအနေမျိုးတွေဖြစ်လာတယ်ဆိုတော့ဒီလိုပစ္စည်းစင်ငွေစင်ပြန်စေးရတဲ့အခြေအနေမှာ အာဘယ်နေရာကနေဘယ်လိုလေးလောက်ရတယ်ဆိုတာလေးကိုကျွန်တော် login to ရှင်လေးပြပြကျွန်တော်ဖြစ်ပါတယ်ပြီးရင်အာကျွန်တော်တို့ကဒီ business level မဟုတ်ပဲねကျွန်တော်တို့ကအထိုက်လျောက်ပေါ့နော်တုံးတဲ့အချိန်ရောက်လာတဲ့အချိန်မှာအာနောက်ထပ်ပါလေးတုံးလို့ရတယ်ပါလေးသတိထားမယ်ဆိုတာလေးကျွန်တော်တခါလေးပြပြကျွန်ပါတကယ်လို့အဲ့လိုကျွန်တော်တို့ကငွေစင်းတစ်စီစင်းဆက်ရမယ်အချိန်မျိုးရောက်လာတဲ့အခါမှာကျွန်တော်တို့ကအစင်ခံစားအောက်မှာအဝင်အထွက်အစင်ခံစားတော့ရှိပါ ဒီအဝင်အထွက်အစဉ်ခံစားအလုပ်လုပ်တဲ့ပုံစံကျတော့ပါလိမ့်ဆိုပစ္စည်းအဝင်အထွက်တွေကိုသူကမှတ်တမ်းယူထားပေးတာပေါ့နော်ဆိုတော့ဥပမာကျွန်တော်ကအဲဒီပစ္စည်းအဝင်အထွက်တွေပေါ့နော်ပစ္စည်းအဝင်အထွက်တွေကိုကျွန်တော်ကလိုက်ကြည့်ခြင်းနဲ့ပေါ့နော်လိုက်ကြည့်ခြင်းနဲ့ဆိုရင်ဒါကတော့ကျွန်တော်လုပ်ငန်းနေရာကဆိုင်ခွဲ၄ခုပေါ့နော်ဆိုင်ခွဲ၄ခုရှိတယ်ဆိုတော့ဥပမာကျွန်တော်ဒါစမ်းချောင်းဆိုင်ခွဲကိုပဲယူလိုက်နော်ဝေးယူပြီးတော့ဒီဘက်ကမှန်ပြီးပုံလေးနှိပ်ပေးလိုက်အဲဆိုရင်သူကစမ်းချောင်းဆိုင်မှာရှိတဲ့ဖြစ်သွားတဲ့အဝင်အထွက်တွေကိုသူကအဓိကပြပေးရပါတော့ မှဆိုရင်ကျွန်တော်ကထားလိုက်ပါတော့တန်တန်တောက်ပြီပေါ့နော်အဲဒါဆိုရင်ကျွန်တော်ကအဲဒီမှာ date ပေါ့နော် date ကတော့နေ့စဉ်ဆိုတော့ဒါဒီနေ့ date ပေါ့ဒီနေ့ date မှာ तू ကဘူးတုံး10ခုနှုတ်သွားတယ် तू ကကတ်နဲ့ရောင်းလိုက်ရဆိုတော့ဟိုးစေးပုံစံရောင်းလိုက်တယ်ပေါ့နော်သူရောင်းလိုက်တာဆိုတော့အမြင်ရောင်းလိုက်တယ်ဒီနေ့မှရောင်းလိုက်တယ်ဆိုတော့10ခုပဲရှိတော့10ခုရောင်းလိုက်တာဖြစ်တဲ့အတွက်အပိတ်ကတော့အခုချိန်ထိကျွန်တော်ကြည့်နေတဲ့အချိန်မှာအပိတ်က၃ညဖြစ်သွားပြီပစ္စည်းမရှိတော့ပစ္စည်းမရှိတော့ပေါ့နော်ဒါဆိုတော့ဒီလိုပုံစံမျိုးလေးနဲ့ပေါ့ဆိုတော့ကိုကအာလုပ်ငန်းတွေကယူပြီးလို့ရတယ်ပြီးရင်ဒီမှာ category တွေပေါ့နော် အာဒါအဓိကလူစားလူစားခွဲလေးတွေကိုကပြန်ကြည့်ပြီးကိုကရွေးလို့ရတယ်ပြီးရင်တကယ်လို့ကို့မှာအကောင့်အကောင့်တွေရှိရပါတော့အမလက်လေးအရောင်းတို့လက်ကားရောင်းအဲ့မျိုးအကောင့်ခွဲတွေရှိရဆိုရင်ဘယ်အကောင့်နဲ့ရွေးလို့ရမလဲဒိတ်နဲ့ရွေးလို့ရမလဲနေ့စဉ်နဲ့ရွေးလို့ရမလဲနေ့စဉ်လာစဉ်ပြီးရင်ကျွန်တော်တို့ကကိုကြိုက်တဲ့ကာလပေါ့နော်ဘယ်နေ့နဲ့ဘယ်နေ့ကြားလဲဆိုပြီးကျွန်တော်ကြွေးပြလိုက်ပါတယ်ဒါဆိုအဲ့လိုမျိုးဆိုရင်ကျွန်တော်ကအာတကယ်လို့ကို Excel file နဲ့ excel export ထုတ်ချင်တယ်ဆိုရင်လည်း data ထုတ်မည်ဆိုတော့လည်းနှိပ်လိုက်အဲဆိုရင်ကိုယ့်ရဲ့ set တွေကို excel file နဲ့ download လုပ်ပေးလိုက်မယ်ဒီလိုပုံစံသွားလို့ရတယ်ဆိုတော့ဒါကြတော့ကျွန်တော်တို့ကပစ္စည်းအဝင်ထွက်ကိုကျွန်တော်တို့ကစစ်တဲ့နေရာပေါ့နော်ဆိုငွေငွေစစ်ချင်လဲငွေဝင်ထွက်ကိုပြန်စစ်ချင်လဲအတိုင်းပဲကျွန်တော်တို့က function ကတော့အတူတူပဲဟုတ်နော်အအဖွင့်ရှိမယ်မနက်ကဘယ်လောက်ရှိတယ်အခုလက်ရှိကြည့်နေတဲ့အချိန်ကြီးအပိတ်ကဘယ်လောက်ရှိတယ်ပြီးရင်ဒီကငွေပမာဏကဘယ်လောက် ဒီလိုပုံပေါ့နော်ဂျာလမှာအဲ့လိုပုံစံမျိုးလေးပေါ့ဆိုတော့ဒါလက်ရှိကျွန်တော်တို့ကကျွန်တော်တို့ဒါဖြစ်ပြက်သွားတဲ့အရာလေးပေါ့နော်အဲ့မှာကျွန်တော်ငွေအကောင့်နဲ့ကြည့်ချင်လားပေါ့နော်ပဲငွေအကောင့်နဲ့ကြည့်ချင်လဲဒါမှမဟုတ်ရင်တုံးတဲ့လူနဲ့ကြည့်ချင်လားပေါ့နော်ဘသူကဘာလို့သွားတယ်ပေါ့နော်ဒါကြရင်လဲကျွန်တော်ကအာအကောင့်ကိုစစ်ချင်တာမျိုးလည်းရှိရပေါ့နော်ဒီအကောင့်ကဘာလို့သွားတယ်လဲဆိုတာမျိုးလေးစစ်ချင်တာမျိုးလည်းရှိလိမ့်မယ်โอเคအဲ့ဒါအောင်မှာပို့ပြီးတော့ကျွန်တော်တို့ကပစ္စည်းချွေတောင်းနဲ့ပတ်သက်ပစ္စည်းဝင်ထွက်နဲ့ပတ်သက်ပြီးဒီထက်အသေးစိတ်ကြည့်ချင်သေးလားရတယ် ဒီမှာ advance item transition ဆိုတာရှိတယ်အဲ့ဒါကျတော့ပစ္စည်းတစ်ခုချင်းစီရဲ့ကျွန်တော်တို့ရဲ့ record ပေါ့နော်ဥပမာဆိုရင်ဒါတော်ရတော်တဲ့ပစ္စည်းတစ်ခုပေါ့နော်ဒါပစ္စည်းနာမည်လုပ်ငန်းနာမည် date ပြီးမှတ်ချက်ပေါ့မှတ်ချက်ကတော့အများအပြားတော့ထည့်ကြတာတော့ဒါခုနလိုအာရောင်းလိုက်တဲ့ customer နာမည်ပေါ့နော်ဝယ်လိုက်ဝယ်လိုက်တယ်ဆိုရင်ဝယ်လိုက်တဲ့ supplier နာမည်ထည့်တာများတယ်ပြီးရင်ဒီမှာကျတော့ဒိုးစေးပေါ့နော်ဒါဆိုရင်အဖွင့်ပစ္စည်းအဝင်ရှိလားမရှိဘူးအထွက်ရှိလားရှိတယ် ပေးပေါ့နော်ဒါမျိုးတွေပေါ့ဒီလိုပုံစံမျိုးလေးနဲ့ကိုကပစ္စည်းဒီတစ်ခုရှိတာဒါကကျတော့လုပ်ငန်းတစ်ခုလုံးဆုံးလုပ်ငန်းတစ်ခုလုံးဟာသူကကြည့်တာပေါ့နော်ဒီလုပ်အာအာဒီမှာဆိုရင်တကယ်လို့ site web ရှိရဆိုရင် site web နေရာလေးရွေးပေးပေါ့နော်ဒါမှမဟုတ်ပစ္စည်းတစ်မျိုးချင်းစီကြည့်ချင်လာရတယ်။ဥပမာရေတန့်ဆိုရေတန့်တစ်မျိုးတည်းပဲကြည့်ချင်လာရတယ်။အဲ့ဒါဆိုရင်ရေတန့်နဲ့ပတ်သက်တာလေးသူအကုန်လုံးဆွဲချပေးတယ်။ date တွေနဲ့အလိုက်ပေါ့နော်။ဒါမျိုးလေးတွေကိုကျွန်တော်တို့အကုန်လုံးပြင်ဆင်လို့ရတယ်။ ဒါတော့ပစ္စည်းပေါ့နော်ဒါကတော့အဝင်ထွက်နဲ့ပတ်သက်ပြီးဒေးစိစတာအဲ့လိုမဟုတ်ဘူးဆိုရင်ပုံမှန်အထင်ပေါ်အောင်အများစုကကျွန်တော်တို့ stock on dot shop ကိုတုံးလာတာထိုက်လျောက်ရှိလာတယ်လုပ်ငန်းလည်းတကယ်တော့ပေါ့နော်ဒါ site ကိုကြီးထွားနေလုပ်ငန်းတွေကြတော့အတိတ်ကကပစ္စည်းစင်ပစ္စည်းစင်မှာကျွန်တော်တို့ကခုနတော့အဝင်ထွက်ရဲ့ဒီ advanced transition advanced cycle transition လဲတွားကြည့်တယ်လို့လဲကြရလဲပေါ့နော်ပစ္စည်းလဲကြအောင်လဲတွားကြည့်တယ်ပစ္စည်းလဲကြရလဲဒီမှာဆိုရင် तू က ပစ္စည်းတစ်ခုရဲ့အဝင်ထွက်အားလုံးကိုအသေးစိတ်မှတ်ထားပါရဲ့နောက်ဆုံးပေါ့နော်ပစ္စည်းတစ်ခုဥပမာထားလိုက်ပါတော့ဒီပစ္စည်းတစ်မျိုးဟာဝင်တယ်ရောင်းလိုက်တယ်ဆိုရင်ရောင်းလိုက်တဲ့အပိုင်းဝယ်လိုက်တယ်ဆိုဝယ်လိုက်တဲ့အပိုင်းဒါအဝင်ထွက်တယ်ရှင်ပင့်ဒီမှာပေါ့နော်ဒါဆိုရင်အနည်းဆုံးအများဆုံးလေးကိုကော့ကူချိန်လို့တစ်ခါတိုင်အမ်ကော့ကူကစားပြီးချိန်လို့ရပါတော့နော်ကြီးချင်လို့ဆိုရင် ပြီးရင်နောက်တို့ဓမ္မဆိုရင်လက်ကျန်ဒီပစ္စည်းကလက်ကျန်တမို့ဘယ်လောက်ကျန်လဲဒါမျိုးတွေသူကပြပေးရပါเนาะဒီလိုပုံစံမျိုးပေါ့ဒါပစ္စည်းတစ်မျိုးချင်းစီရဲ့လက်ကျန်ဒါကကြတော့လုပ်ငန်းတစ်ခုလုံးကိုပြပေးရလုပ်ငန်းတစ်ခုလုံးပြပေးရမဆိုပစ္စည်းလက်ကျန်ဒီပစ္စည်းနဲ့အမရမီနိုတင်ပရိုဆိုင်ပစ္စည်းလက်ကျန်ကတမို့ဘယ်လောက်ကျန်လဲနော်ဒါလိုပုံစံမျိုးလေးနဲ့အဝင်ထွက်တွေအကုန်လုံးကိုသူကဓမ္မဆိုရင်သူကအကုန်ပြပေးရဒီမှာမြင်းလေးတွေမြင်ရလိမ့်မယ်เนาะဒီမြင်းလေးတွေမြင်ရပြီးတစ်ချက်နေလိုက်သူကအဲ့ဒါဆိုရင်ဘယ်ကိုကလုပ်ငန်း ဥမာဆိုင်ခွဲလေးပါလိမ့်ရှိရဆိုတော့ဒါမှမဟုတ်ကိုယ်အသေးစိတ်ကြည့်ချင်တယ်ဆိုတော့အမျိုးစင်တူတာဒီမှာနောက်ထပ်ထပ်ပြပြီးဒီလိုပုံစံမျိုးလေးပေါ့နော်အာဒီလိုပုံစံလေးတွေနဲ့ကျွန်တော်တို့ကပစ္စည်းစင်းလေးကိုအသေးစိတ်ကြည့်လို့ရတယ်ဘာကြောင့် store မှာကျွန်တော်ပစ္စည်းစင်းငွေစင်းအသေးစိတ်ကြည့်လို့ရလဲဆိုတော့ဒါဟာပစ္စည်းစင်းရင်း software ဖြစ်လို့ပါဒါဟာ POS မဟုတ်ပါဘူး inventory software ပါပစ္စည်းစင်း software ပါဒီပစ္စည်းစင်း software မှာပါကျွန်တော်တို့အယောင်းဝယ်ပစ္စည်းစင်းငွေစင်းအကောင်လုံးပါပြီးသားဖြစ်ပါတယ် ဆိုတော့ပစ္စည်းစင်းတွေကိုကျွန်တော်တို့ကနိုင်နိုင်နေနေကင်တွဲစီမံနိုင်တဲ့ software မျိုးစားဖြစ်ပါတယ်ဆိုတော့ဒါတခုပေါ့အဲ့ထက်မှမှာကိုကအဲ့လိုမဟုတ်ဘူးအာကိုရဖောက်တယ်တွေကဘယ်သူကဘယ်လောက်ဝယ်သွားလဲဆိုတော့အသေးစိတ်ကြည့်ချင်တာရတယ်အဲ့လိုဆိုရင်အနှစ်ချုပ်ကိုသွားဖောက်တယ်မှာကိုကကိုဖောက်တယ်နာမည်နဲ့ရောင်းထားတဲ့လူတွေအရာတွေအကုန်လုံးကိုသူကပြပေးတယ်ဒီလိုပုံစံမျိုးဒါဆိုရင်သူ့မှာကျွန်တော်တို့ဒါအာအကျွေးပေးစရာရှိလားเนาะဒါဒါမျိုးလေးပေါ့เนาะ ပင်ကျွန်တော်တို့ရောင်းတဲ့ချိန်မှာဘယ်လိုလောက်သွားလဲစုပေါင်းသူကဘယ်လောက်ထိဝယ်သွားရလဲအဲ့ဒါမှအနည်းဆုံးအများဆုံးကိုယ့်ကိုကြိုက်တယ်လို့ပြန်ချိန်လို့ရတယ်အကျွေးပမာဏဘသူကကိုယ့်စီအကျွေးအများဆုံးပေးစရာရှိရလဲမရှိဘူးလေဒီလိုပြန်ချိန်လို့ရတယ်ပင်တရက်တာကျွန်တော်တို့ကအယောင်တရက်တာပဲတရက်ပဲဖြစ်ဖြစ်၃ရက်ပဲဖြစ်ဖြစ်၅ရက်ပဲဘယ်နေရက်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကအယောင်ပိတ်တာပေါ့နော်အယောင်စင်းချုပ်တာပေါ့အယောင်စင်းချုပ်တဲ့နေရာမှာလဲကျွန်တော်ပစ္စည်းတစ်ခုဂျင်းစီရဲ့အယောင်ကိုကျွန်တော်ပြန်သွားကြည့်လို့ရတယ် ဆိုဒီမှာဆွန်လိုက်ဒီမှာမြင်းလေးပြနေရရှိလိမ့်မယ်အဲ့မြင်းလေးကိုနှိပ်လိုက်နှိပ်လိုက်တယ်ဆိုရင်ဒီပစ္စည်းကတကယ်လို့ဆန်ခွဲတွေနေရာနေရာတွေခွဲတွေရှိရဆိုရင်ဘယ်နေရာကဘလောက်ရောင်းသွားတယ်ဆိုတာမျိုးလေးတွေအသေးစိတ်ပြန်ကြည့်လို့ရတယ်เนาะဒါဆိုရင်ဒီမှာဆိုရင်ဖွင့်ပိတ်လေးကျွန်တော်တစ်ခါတည်းထည့်ထားပေးတယ်ဒီမှာဆိုရင်အာရှစ်လုံးအာရှိတာမနက်ကရှစ်လုံးရှိတာလေးလုံးရောင်းထားတယ်အဲ့ဒါဆိုရင်လက်ရှိအချိန်ကျွန်တော်ကြည့်နေတဲ့အချိန်မှာလဲလန်းဆိုင်မှာလေးလုံးကျန်တယ်ဒီအာဘာလဲဆိုတော့ Redmi Note 13 Pro လေးလုံးရှိနေတယ်ဟောမဟုတ်ဆိုင်မှာပြန်သွားကြည့်ကြည့်လိုက် ပြစစ်ကြည့်လိုက်ဇင်းလွဲနေလားမှန်နေလားဆိုတဲ့ကိစ္စမျိုးလေးပေါ့နော်ဆိုတော့ဒါကပစ္စည်းတစ်ခုချင်းစီကိုကျွန်တော်တို့ကပြန်ပြီးတော့အာရောင်းအားတွေနဲ့ပေါ့နော်ဒါအယောင်းတွေကိုပြန်ကြည့်ရအောင်အဲ့ဆိုအမျက်တရားဒီမှာဆိုရင်ကျွန်တော်ရကန်လုံးနဲ့ပြတ်ထားတယ်အမျက်တွေဆိုရင်ဘယ်လောက်ထိမျက်နေလဲပေါ့နော်ဒါလေးတခါလေးကြည့်လိုက်လို့ရတယ်လက်စုပ်ပေါင်းရောင်းအားဘယ်လောက်ရှိလဲဒီပစ္စည်းကရောင်းအားဘယ်လောက်ရှိလဲနော်ပေကျွန်တော်တို့ဝယ်ထားတာဘယ်လောက်တန်မှုဝယ်ထားတာလဲတန်မျိုးတွေပေါ့ဆိုရင်အမျက်ကဘယ်လောက်ကျွန်တော်ဒီပစ္စည်းအယောင်းဝယ်အမျက်ကဘယ်လောက်ရှိလဲပေါ့နော်ဒါပစ္စည်းတစ်ခုချင်းစီရကြာအော်ကြည့်တာဆိုတော့ ဒီနေ့ကျွန်တော်ပြောပြခဲ့တာကဒါအာကျွန်တော်တို့ storm dot shot ဟာဒီအယောင်းွယ်ဒီမကပဲねကျွန်တော်တို့ကဒါသူနဲ့အချိန်အာတုံးတဲ့အချိန်ထက်လျောက်ဖြစ်လာတဲ့အချိန်မှာကျွန်တော်ပစ္စည်းစနစ်ပြန်စစ်လို့ရတယ်အယောင်းစနစ်သေးသေးစစ်လို့ရတယ်ဟိုကိုယ့်ရဲ့ပေါက်တယ်ရဲ့အချက်လက်တွေအသေးစိတ်ပြန်ပြီးတော့ကြည့်လို့ရတယ်ဘသူကအများဆုံးဝယ်တာလဲပြီးရင်ပစ္စည်းတစ်ခုချင်းစီရဲ့ဝယ်ထားရောင်းထားတဲ့အမြတ်တွေအကုန်လုံးပြန်ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်အမြတ်တွေဒါတွေအကုန်ပြန်ကြည့်လို့ရတယ် ဆိုတော့တကယ်လို့များကိုကအတုံးစိတ်ကိုပေါ့နော်အတုံးစိတ်ကိုတည်ချာချာလေးအမျိုးအစားလေးခွဲပြီးတော့ထည့်ထားမယ်ဆိုရင်ကျွန်တော်ကကုံတယ်မှုအစဉ်ခံစားမှာအာမှန်ကန်တဲ့ပေါ့နော်အမျက်ကိုကျွန်တော်ကတွက်ပေးတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးကျွန်တော်သွားတယ်။ဟုတ်ပြီဒါကတော့ကျွန်တော်က stock and brush shop ကိုဒါအခြေခံသုံးနည်းတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုအများနဲ့အဲ့လိုမျိုးပေါ့သုံးကြီးလေးလာကြည့်နေရင်တော့ဟိုဥစ္စာဖြစ်မှာဒါဟိုရှင်းရှင်းလင်းလင်းသိပါတယ်။တချို့ကြောက်လည်းဝယ်သုံးကောင်းနဲ့သုံးတယ်။ဝယ်သုံးကောင်းနဲ့ကြောက်တော့အရင်မကလိရဲတော့ဘူးပေါ့မဝယ်ခင်ကတော့ကျွန်တော်တို့ကများများကလိရရပါဘူး။အဲ့လိုမျိုးဆိုရင်လည်းကိစ္စမရှိဘူး။ အကောင့်ကောင်တက်တက်ဖွင့်လိုက်အဲ့မှာကြိုက်တယ်လို့လုပ်လို့ရတယ်အဲ့မှာဘာမှမဖြစ်ဘူးကိုစိတ်ကြိုက်လုပ်လို့ရတယ်ဘောနော်ဒါလေးကိုကျွန်တော်စိတ်ကြိုက်တာဘာမှွေနောက်ပြီးတော့သုံးဖို့အတွက်ကိုလည်းကျွန်တော်အကြံပေးပါတယ်ဆိုတော့ဒါလက်ရှိကတော့ဒါကတော့ကျွန်တော်အခုအာတတိထားမိနေတဲ့အရာလေးတွေအချိန်ကာလအထိုက်လျောက်လဲ stamp dot shop ကိုတုံးခဲ့ပြီပေါ့နော်ဒါလေးငါဒါပြောမှာပါပေါ့ stamp dot shop ဆိုတာ အာလေးလပေါ့နော်၃၃လနဲ့လေးပတ်ပေါ့နော်အဲ့ဒါလေးလပြည့်တော့မယ်ဆိုတော့ချိန်ကာလတစ်ခုလည်းသုံးပြီးသွားတဲ့ချိန်မှာဒါလေးတွေကိုလည်းသုံးစေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကိုယ်တည်းအများကြီးခေါင်းကိုက်တက်တာစီပါတယ်။ဆိုတော့ဒီအဆုံးထိအခုလိုပေါ့နော်ဒါကြီးစုပြီးရလဲကြီးစုပြီးတဲ့အတွက်ကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်။တော့စိတ်ချမ်းသာတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေလို့ကျွန်တော်ဆုမကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။